ချစ်သူများနေမှာတဲ့ချစ်သူလေးကိုစိတ်ပါအောင်နဲ့ဘာစုံတွဲတွဲပေါ့နော်ဖောက်ပြန်တဲ့စုံတွဲရသူတို့ချင်းချင်းပြောနေတဲ့စကားလေးပေါ့နော်အဲ့တော့အမျိုးသားကခေါ်လိုက်ချက်ရတာခေါ်လိုက်ချက်တာကသူတို့ကသူတို့ချင်းချင်းရံပြီးတော့နင်းအဲ့ကောင်ကငါးလောက်တောင်တန်ကျေးရှိလို့လားငါကကြောက်စိမ့်ခေါ်လိထဲ့တာအားလုံးလို့ရလဲဆရာမရေးဆိုပြီးတော့ပိုင်ပါမှာမင်းများတော့အဲ့တော့ချစ်သူများနေမှာချစ်သူလေးစိတ်ပါအောင်လို့လို့ရရဲ့နေရတနည်းပဲရှိရဲ့ ချက်လက်လေးနဲ့ချော့တဲ့နီးတော့မဟုတ်ဘူး။ဒါအိန်တောင်တွေအတွက်ပေါ့ဒါဆင်မဟိုအပြောသဘောပြောရတာပေါ့နော်။အိန်တောင်တွေပဲဖြစ်ဖြစ်အဲဒီသမီးသားစုံတွဲတွေပဲဖြစ်ဖြစ်ပေါ့နော်။စိတ်ပါအောင်လုပ်လို့ရတဲ့ fee ဈေးတွေဘာတွေဆင်မမရောက်ဘူး။ဈေးကွက်ထဲမှာဒီလိုမျိုးအမျိုးသားတွေအတွက်ကြီးဈေးတွေ fee ဈေးတွေပါလို့ဆိုတာဒါ တရားဝင်မဟုတ်ဘူး every day ရတဲ့ဟာကြီးလည်းမဟုတ်ဘူးเนาะအဲဆရာမကြီးမှာရှိတဲ့ဟာဆိုရင်မြသမီးနဲ့ပတ်သက်တာမြသားနဲ့ပတ်သက်တာတွေတရားဝင်ရှိတယ်စိတ်ဆိုင်တွေမှာလည်းရတယ် every day ရတဲ့ဟာတွေထုတ်လုပ်တဲ့နိုင်ငံရဲ့ FDA ဆရာမကြီးမှာ USA ရှိရတယ်ဒိုင်းစေးရှိရထိုင်းရှိရဒါသူနိုင်ငံ FDA ပြင်မြန်မာနိုင်ငံနဲ့မှာတင်းတင်းနဲ့မြန်မာနိုင်ငံ FDA လည်းရထားပြီးသားเนาะထုတ်လုပ်တဲ့နိုင်ငံတွေကပြင်မြန်မာ BBA FDA ပါရထားပြီးသားဈေးတွေပဲဆရာမကြီးမှာရှိတဲ့ဟာပြီးတော့ဟို fee ဈေးတွေမဟုတ်ဘူးเนาะအဲ့တော့ဒီမြသမီးတယောက်ကစိတ်မပါဘူးဆိုတာပါအောင်အဆက်ကလေးချတော့သူမသိအောင်ချိုးရဲခိုးထဲတာ တော့အဲ့လိုမျိုးညီမစီမလည်းမရှိဘူးအဲတကယ်သူဒီလိုမျိုးဖြစ်နေတဲ့အကြောင်းရင်းကိုပဲအဖြစ်ရှာတာညီမစီမ၄နှစ်၅နှစ်၇၆၅၆တက်ကိုဆက်သွယ်လာတဲ့ခါမှာအဲသူတို့ရဲ့ဖြစ်နေတဲ့ဟာလေးကိုပဲအဖြစ်ရှာပြီးတော့မှပဲညီမတို့ကပြပြပေးတာအဲအသက်ရဘယ်လောက်ရှိရဲနော်ဘာကြောင့်ဒီလိုဖြစ်နေတာဟော်မုန်းကြောင့်လားနော်သူတို့တဲ့အိမ်ကြောင့်လားတခါကျတော့ဗီတမင်ရစိတ်ရဲ့အခြေအနေကြောင့်လည်းဖြစ်ကောင်းဖြစ်နိုင်တယ်အဲသူတို့ဟော်မုန်းကြောင့်လည်းမဟုတ်ဘူးပေါ့နော်ဒါတွေကတော့အဲ့လိုမျိုးလေးဆွေးနွေးပြီးမှပဲညီမကပေးတာလိုအပ်တာဟောတော့ဟိုဖီးစေးကြီးစေးကြာစေးညီမစီမမရှိပါဘူးရှင်အမေသားဆိုလည်းပြသနေတဲ့လိုအပ်တဲ့အားစီးတွေမြေသမီးဆိုလည်း မသမီးလိုအပ်တဲ့အားစရာလေးတွေပဲရှိတာပါလို့အကြံပေးပါသေးတယ်။ဒီအပိုင်းတွေမှာပြောင်းနေတယ်ဖုန်းကောလေးမကင်ခဲ့ရင်နားလည်ပေးပါဆမမလုံလောက်တဲ့ဝင်တဲ့အင်အားမရှိတဲ့အတွက်ဆမမတရက်ကို10ရောက်ပဲဖြည့်ပေးရနော်10ရောက်ပဲ10ရောက်ကတော့တနေ့တနေ့ကန်ထူးသူပေါ့ရှင်။ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာထပ်ဆုံမယ်နော်။အာဆုံးတွဲတွဲပေါ့နော်ဖောက်ပြန်တဲ့ဆုံးတွဲကသူတို့ချင်းချင်းပြောနေတဲ့စကားလေးပေါ့နော်အဲ့တော့အမျိုးသားကခေါ်ရီချက်လာခေါ်ရီချက်လာကသူတို့ကသူတို့ချင်းချင်းရံပြီးတော့နင်းအဲ့ကောင်ကငါးလောက်တောင်တန်ကြီးရှိလို့လားငါကကြောက်စိမ့်ခေါ်လီထဲ့ထားတာ ဲ့ဒီစကားလေးရှိရတကယ်တကယ်လေးများနေကြပါလေအဲ့ဒီဖြစ်ဖြစ်လေးကိုမရှိကြားလိုက်ရတယ်ဗောနော်အဲ့တော့ယောက်ျားလေးချင်းရှင်ရအောင်မအဲငါကောင်ဘာသာတယ်ဘာသာတယ်ငါကောင်ကားကြီးဘလို့ရှိတာဘာဖုန်းနေကိုင်းတာဘာတွေဘာတွေဆိုတာထက်ကောအဲအဲ့ဒီနေရာမှာလေယောက်ျားလေးချင်းကရှင်ကြတယ်တော့နော်မင်းကလေးလို့ branded အိတ်ကိုင်းတာတွေဘာတွေညာတွေဆိုတာထက်ကောယောက်ျားလေးချင်းကြတော့လေငါဟာဘလို့မရဘလို့မျိုးပေါ့နော်ငါကနော်အဲ့ကောင်ဘလောက်တန်ကျေရှိနေလို့လဲနင့်ကောင်ကငါနဲ့တာငါကတာလို့လားငါကကြောက်စိတ်ကုန်နေတယ် 老公，你听那是就去哪子了？ ကိုယ့်ရဲ့အရေးပြောင်းမှာဘုခန်းနိုင်အားတရက်တော့ကမတူဘူးလीနော်စမ်းကြည့်ချင်းကြည့်လို့ရတယ်တချို့တော့ကတော့အဆင်ပြေနေတယ်လို့ပဲတချို့တော့ကလည်းအဆင်မပြေအဆင်မပြေတော့လည်းပြန်ခွဲထုတ်ရမှာပေါ့အနာကျအောင်ပြန်ဆောင်ရမှာပေါ့ရောင်ရင်အယောင်ကြသေးလေးတွေပါလေးတောက်ရမှာပေါ့ထည့်ထားတော့ကောင်းလားဆိုတော့ဟိုဆက်ဆံတဲ့ခါမှာကောင်းတယ်လို့ယူဆရတဲ့ဟာအမျိုးသမီးရဲ့တအိမ်ကိုပုတ်တိုက်အားပေါ့နော်ဖြစ်တဲ့ခါမှာလည်းအမျိုးသမီးကိုပေါ့ကောင်းစေတယ်လို့ယူဆကြတာပေါ့နော်အာတချို့မျိုးသမီးတွေကတော့ကောင်းတယ်ဆိုပြီးမှတချို့မျိုးသမီးတွေကလည်းမကောင်းတာအဲ့တော့ကိုယ်စိတ်နဲ့ကိုယ့်ကိုမတူညီတဲ့အတူတွေအကြောင်းပဲဖြစ်တဲ့အတွက် ကိုကနဲ့ကိုကိုရဲ့ဆက်ဆံပေါ်ကဘလို့အခြေအနေရှိလဲဆိုတာကိုမင်းမြန်းတိုင်ပင်ပြီးတော့ပဲလက်ခံနိုင်လားလက်မခံနိုင်လားကိုကနဲ့ကိုဆုံးဖြတ်ပြီးတော့လုပ်လို့ရပါတယ်ရှင်အဲ့တော့ကောင်းကျိုးဆိုးကျိုးကတော့နေရာတိုင်းမှာရှိတာပဲနော်တဲ့ရင်တော့ကောင်းတာပဲအဆင်ပြေရင်ကိုလက်ခံသူကလက်ခံနိုင်တယ်ဆိုရင်တော့အဆင်ပြေတယ်နောက်တစ်ခုကကျမစီမှာမေးကြတယ်အိမ်ပြန်ရင်အမျိုးသမီးနဲ့ဝေးနေရပါတော့ခုပြန်ရောက်တော့မှာဒါတော့အိမ်ပြန်ရင်အင်အားအပြည့်နဲ့ချစ်ပေးခြင်းလို့ပါဆ ्याम မစီမှာအဲ့လိုမျိုးအဆင်မျိုးမရှိဘူးလားဆိုရင်ဓာတ်ရိုက်နေနေဆိုရင်တော့မရှိဘူးရှင်တွေ့ဝိုက်နေနေနေဆိုရင်တော့ကျမတို့ပြောချင်တာတော့ဟိုကိုရဲ့ကိုခံစွာမြင့်ပြီး ြာကြာဆက်ဆံခြင်းလေဆိုရင်တော့မန်မာတီဗိုက်တာမင်အားစီးလေးတွေကိုတောက်လို့ရတယ်ခုနေ့ကလည်းတခုတွေပြထားပြီးဒစိုက်တွေအများကြီးအဲကြိုကြိုက်တာလေးအဆင်ပြေတာလေးရွေးချယ်လို့ရတယ်ဆမမာတို့ဒီမှာဘူးကြီးတွေပဲရှိတယ်ဒီကောင်းနေဆိုရင်တသိန်းကျော်ကျော်ဒါလေးလက်တသိန်းကျော်ကျော်ဘူးကြီးတွေဒီမှာအလုံး100ပါတယ်အလုံး90ပါတယ်เนาะအဲအစီအမစီမှာလုံးဝအကောင်းဆုံး review အများဆုံးရတဲ့ ချင်းစင်းကောရီဆက်ကတော့လောလောဆယ်ဆမငါဘူးလေးရလာပါတယ်။ကုံလီမှာဘူးနေရလာနေပါရမယ့်ဟာမှာဆမကလောလောဆယ်ငါဘူးလေးရလာတယ်။ငါဘူးငါဘူးအဲ့တော့ဥသူစနစ်ပဲတသိန်းချီတောင်းနံကိုတောက်ဘူးတဲ့သူတွေကဒါမှဒါပဲသိရနော်တချို့ကိုတွေကအဲ့တော့ဥသူစနစ်နဲ့ပဲလာယူကြပါရှင်လို့ပဲအကြံပေးပါရစေရှင်။ဟိုဒါဆရာမကြီးမှာတောက်ပြရသူတွေတည့်ရသူတွေတော့ပြောတာဗာမတောက်ရသေးရသူတွေကလည်းဆရာမနဲ့ဆွေးနွေးရအောင်မှာပြောရအောင်မှာအဲဘလို့အချိန်နေဆရာမအက်ဒမင်တွေကလည်းမေးခွန်းတွေမေးပါလိမ့်မယ်နော် တော့ဒီနေ့အဲ့ဒီအဖြစ်အပျက်ကလေးကိုကြားပြီးတော့လေဟာတာအနေနဲ့ဆံမပြပြလိုက်တာပါเนาะကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုမှာထပ်ဆောင်ပါမယ်